webshop မှာတနည်းတထောင်နဲ့အလောက်လောက်ပြီးညီလေးနှစ်ယောက်ကိုစောက်ရှောက်ပေးနေတဲ့အကိုကြီးအဖရာပီသားသူစင်နှစ်အရွယ်ထန်လင်းအောင် လိုင်တန်ရကအသက်ကြီးကြီးအမျိုးသမီးတယောက်ကမြေတွေကိုဆောက်ရှောက်ခြင်းလို့ပါဆိုပြီးတော့ပစ္စည်းတွေကိုခိုးယူနေတာကိုလူအများကဝမ်းဝမ်းပြီးတော့ကြွနာတက်ခဲ့ကြပါတယ်။မိဘမြတ်တာကြီးမားတယ်ဆိုပြီးလူတန်းကြပြီမဲ့နောက်ဆုံးမှာတော့သူကဒီအလုပ်ကိုလှုပ်ရှားနေသူဖြစ်မဲ့အလုံးကတည်သွားကြပါတယ်။ဒီအမျိုးသမီးကြီးနဲ့ကလေးရဲ့အမေကအခုဆိုရင်တော့ခိုင်နှုံးဝင်စီကိုအကူအညီတောင်းလာတဲ့အထိရည်တင်လာခဲ့ပါတယ်။ဒါပေမဲ့ယူသားတဲ့ဆယ်နှစ်အရွယ်ဒီကလေးလေးကတော့ညီလေးတွေကိုယူသားစွာနဲ့ဆောက်ရှောက်နေသူလေးပါ။သူ့နာမည်ကချက်လင်းအောင်လို့ခေါ်ပြီးတော့အသက်ကတော့ဆယ်နှစ်ပြည့်သွားပါပြီ။ညီကို၃ယောက်ချမ်းမှာအကြီးဆုံးသားဖြစ်တဲ့ထလင်း ောင်ကညီလေးတွေကိုစောက်ရှောက်ပေးရမှာဖြစ်တာကြောင့်အကြောင်းကနေထွက်လိုက်ရပါတယ်။သူတို့ရဲ့အဖေကမရှိတော့ပဲမိခင်ဖြစ်သူကကားတိုက်ခံရပြီးစေုံတက်နေရပါတယ်။အမေကစေုံမစင်းသေးတဲ့အချိန်မှာညီလေးတွေကိုသူတယောက်တည်းပဲကြည့်ရှုပေးနေရပါတယ်။အမေကိုလည်းစေုံထိသွားမကြည့်နိုင်ပဲညီလေးတွေကိုလည်းထိမိမဲ့သူမရှိတာကြောင့်ထက်လင်းအောင်ကပဲအလုပ်တစ်ဖက်နဲ့ကလေးထိနေရပါတယ်။အမေကိုတိုက်မိတဲ့ကားကထွက်ပြေးသွားလို့အမေကိုကူတာဖို့ဆိုတာကလည်းခက်ခဲနေပါတယ်ရှင်။အသက်၁၀နှစ်ထဲဝန်လာတဲ့ထက်လင်းအောင်ကသူ့ရဲ့ညီလေးနှစ်ယောက်နဲ့အတူ webshop ကနေပေးထားတဲ့နေရာလေးမှာအကာလီကာပြီးတော့နေနေ နေရပါတယ်။အမှုအကာမလုံးကြုံမိမဲ့လည်းစိတ်ချရတဲ့နေရာရှိတာကြောင့်ကလေး၃ယောက်အတွက်တော့အရေးတကူလို့စိတ်ချနေရပါတယ်။အသက်၁၀နှစ်အရွယ်ကလေးကဝက်ဖြော့လိုနေရာမှာဘာမှမလုပ်နိုင်ဘူးဆိုတာကိုဝက်ဖြော့ပိုင်ရှင်ကသိထားပြီးမဲ့စေတနာနဲ့စောင့်ရှောက်ပေးထားတာဖြစ်ပါတယ်။ဝက်ဖြော့မှာနေ့လယ်ပိုင်းဆိုရင်တော့လိုအပ်တဲ့အလုပ်လေးတွေကိုလုပ်ကူပြီးတော့တစ်ဖက်မှာလည်းကလေးတွေကိုကြည့်ထားပေးပါတယ်။ပိုင်ရှင်ကစာနာတတ်သူဖြစ်တာကြောင့်သူတို့ညီကို၃ယောက်ကိုထမင်းကျွေးပြီးတော့နေ့စဉ်မုံဘိုးတစ်ထောင်လည်းပေးပါတယ်။နေ့စဉ်လည်းပေးတဲ့အပြင်ညီကို၃ယောက်လုံးကိုစားစရာလည်းကျွေးထားတာကြောင့်လောလောဆယ်မှာတော့အ အဆင်ပြေနေပါတယ်ရှင်။ချက်လင်းအောင်ရဲ့ညီလေးတွေကငယ်သေးတာကြောင့်ညီလေးတွေအတွက်နှုတ်မုံကိုဖျော်တိုင်ရပါတယ်။မိခင်ဖြစ်သူကိုတော့အတော်ဖြစ်သူကကူညီပေးနေတဲ့အချိန်မှာချက်လင်းအောင်ကလည်းသူ့ရဲ့ညီလေးတွေကိုလည်းသူတတ်နိုင်သလောက်ကြည့်ပေးထားပါတယ်။ ချဲလင်းအောင်ရဲ့အတော်ကသူ့အိမ်မှာအိတ်ခိုင်းတဲ့အခါလည်းရှိတယ်လို့ဆိုပါတယ်။သူတို့၃ယောက်က webshop မှာပဲအရာတဲ့အခါညီလေးတွေကအရင်အိတ်ပေမဲ့သူကတော့ကြောက်လို့အိတ်မပြောနိုင်ခဲ့ပါဘူး။အသက်၁၀နှစ်အရွယ်သာရှိသေးပေမဲ့ webshop မှာလိုအပ်တဲ့အခါဝန်ကူညီပေးပြီးတော့ပညာသင်အကူနဲ့လှုပ်ခွင့်ပေးထားတာနဲ့ကျေးဇူးတွေတင်နေရပါတယ်။အလို့ရှင်ကကလေးတွေအတွက်ထမင်းလေးကျွေးတဲ့အပြင်မုံစာရအောင်တနေ့တစ်ထောင်ကျက်လည်းပေးထားကြောင်းအလို့ရှင်ရဲ့ကျေးဇူးကလည်းကြီးမားလာပါတယ်။ချဲလင်းအောင်ကနှုတ်ဘူးတောက်နေရတဲ့ညီလေးတွေကိုမိဘတွေအနားမှာမရှိတဲ့အချိန်မှာဘေးရန်တွေမဖြစ်အောင်ကာကွယ်ပေးနိုင်တဲ့သူပါနော်။ချဲလင်း ောင်ကကြောင်းလဲပြန်တက်ချင်ပေမဲ့မိသားစုအခြေအနေကတော့တက်ဖို့ကတော့မဖြစ်နိုင်တော့ပါဘူး။ချက်လျောင်ကကလေးအရွယ်သာရှိသေးပေမဲ့လည်းယူသားစွာအလုပ်လုပ်နေပြီး webshop ပညာကိုလည်းဆက်ပြီးတော့တင်သွားအောင်မှာဖြစ်ပါတယ်။ချက်လျောင်ကလွန်ခဲ့တဲ့ရက်ပိုင်းကနာမည်ကြီးသွားခဲ့တဲ့လိုင်တရာကပစ္စည်းအလစ်တုပ်တဲ့အမျိုးသမီးနဲ့မတူပဲလောက်အခန်းနဲ့ပဲညီလေးတွေကိုပြန်ကြည့်တာဖြစ်ပါတယ်။ပစ္စည်းအလစ်တုပ်တဲ့ဒေါ်ရခိုင်မဆိုတဲ့အမျိုးသမီးကတော့မိသည်ကိုကြွေးကျင်လို့ပါဆိုပြီးတော့ခိုးယူလာခဲ့တာကနှစ်ချီပြီးတော့ကြာနေပြီဖြစ်ပါတယ်။သူ့ကိုဖမ်းချမှာဆိုရင်လို့ကလေးတွေကိုလည်းခေါ်လာတက်သေးပါတယ်။ဒီကလေးတွေကတော့ ော့သူတို့တက်မြောက်ထားတဲ့ပညာနဲ့ယက်တည်နေတာဖြစ်ပြီးခိုးတဲ့သူတွေကိုငွေကြေးတွေလှူဒန်းတာထက်ဒီလိုကလေးတွေကိုပို့ပြီးတော့လှူဒန်းတင်ပါတယ်။ကလေးအရွယ်လေးသာရှိသေးပေမယ့်ခိုးဝတ်တာတွေလှူတာတွေမလုပ်ဘဲဘဝအတွက်အတတ်ပညာဖြစ်တဲ့ webshop ပညာကိုလည်းသင်ယူနေပါပြီ။ကလေးအရွယ်လေးတွေကိုစောက်ရှောက်ပေးထားတဲ့ webshop ပိုင်ရှင်ကလည်းတကယ့်ကိုကျေးဇူးတင်စရာကောင်းတာကြောင့်အမေကစေးုံတက်နေရတဲ့ချိန်မှာစိတ်ချနေရတာပါ။ဒီလေးတွေအတွက်အကူကြည့်ပြီးသားတဲ့ထန်လင်းအောင်လေအသိပညာတွေရောအတတ်ပညာတွေပါသင်ယူနိုင်တဲ့သူဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါရစေ။ကြီးစုအပ်ပြီးကြားတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။